ကဘလို့ဖြစ်တာလဲဆိုတဲ့မိကွန်းဒီဗီဒီယိုပေါ့ချမှုကပတ်သက်လို့ရှိရင်ထူးခြားတဲ့အချက်တွေရှိတယ်။ဘာလို့ဆိုတော့ဒီဗီဒီယိုဖိုင်မှတ်တမ်းကတရားရုံးကတရားသူကြီးတွေကရိုက်ထက်ကူးထားလို့ရတဲ့မှတ်တမ်းမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့တရားရုံးမှာစစ်ဆေးတဲ့အမှုမဟုတ်ဘူး။ ခုနကျွန်တော်ပြောသလိုပဲအခန်းတစ်ခန်းမှာအထုတရားဝင်ဖြစ်နေဖန်တီးပြီးတော့စစ်ဆေးရတာဖြစ်နေအတွေ့အဲ့ဒီဟာကိုမှတ်တမ်းတင်နိုင်တဲ့ CCTV မှတ်တမ်းတင်မှုသည်တရားရောမဟုတ်အဲ့ဆိုတရားရောမဟုတ်ဘယ်သူလဲဆိုတော့ကျွန်တော်ဆက်မမီးနဲ့ဆက်မင်းကျွန်တော်လည်းနေထိုင်နေတော့ဟိုဗာလဲဟိုတမိုင်းဝင်နေစကားတွေမဟုတ်အင်းစိန်ဝင်နေစကားပါဖြစ်ကုန်လိမ့်မယ်အဲ့တော့ကိုယ့်အကူဆက်စင်တာကျွန်တော်လည်းအဲ့ဒါဘယ်သူလဲတော့ကျွန်တော်မသိဘူးဘယ်လိုလဲတော့ကျွန်တော်ဒါပေမဲ့သိကြတာကတော့တရားသူကြီးတွေကတရားသူကြီးတွေက မှတ်တမ်း CCTV ရိုက်ထားတာဖြစ်နိုင်ချေနည်းတယ်ဘာလို့လဲဆိုတော့တရားရုံးမှာဆိုရင်တော့တရားသူကြီးတွေရဲ့ CCTV မှတ်တမ်းလို့ကျွန်တော်ပြောလို့ရနိုင်ပေမယ့်ဒီမှတ်တမ်းဒီတရားရုံးကမှတ်တမ်းဖြစ်မဲ့အစားဒီအမှုကိုတကယ်ကိုလိုက်ပြီးစီစဉ်ပေးနေရတဲ့တချို့ပုံကိုတွေရဲ့မှတ်တမ်းနိုင်ငံတော်ရဲ့မှတ်တမ်းနဲ့မှာပါနေလို့ကျွန်တော်ခံမှန်းကျင်တယ်အဲ့တော့နိုင်ငံတော်ကလုပ်တဲ့ CCTV မှတ်တမ်းလို့ပဲကျွန်တော်ပြောချင်တယ်တရားရုံးကတခုတည်းမဟုတ်ဘူးတရားရုံးအနေနဲ့ဒီလောက်ထိလုံးလုံးနိုင်မယ်မထင်ဘူးနိုင်ငံတော်ကမှတ်တာနိုင်ငံတော်ဆိုတာဘယ်အဆင့်လဲမသိဘူးလဲမသိကျွန်တော်မသိဘူးနိုင်ငံတော်ကနိုင်ငံတော်ပဲအဲ့တော့နိုင်ငံတော်ရဲ့ CCTV မှတ်တမ်းထဲမှာ ပါသွားတာအဲ့တော့နိုင်ငံတော် CCTV မှတ်တမ်းကိုဘယ်သူတွေကထိမ့်သိမ်းတာလဲဘယ်သူတွေကထိမ့်သိမ်းတာလဲဘယ်သူတွေကအဲ့ဒီ CCTV မှတ်တမ်းကိုကြီးခွင့်ရှိတာလဲဆိုတော့မိကွန်းကြီးခွင့်ရှိတာလဲထိမ့်သိမ်းတာလဲပြီးတော့အဲ့ CCTV မှတ်တမ်းကိုကိုင်းပြီးတော့ဒီ CCTV မှတ်တမ်းရိုက်ကူးတာတွေကို data ချက်လိုက်ဖြုတ်ယူဖြုတ်ယူသုံးစွဲတာဘယ်သူမှရှိမလဲလူနည်းနည်းပဲရှိအများကြီးမရှိပါဘူးအဲ့တော့ CCTV တက်ဆင်ပေးတဲ့လူတွေရှိမယ် CCTV ကိုကိုင်းတွယ်ပြီးတော့သုံးစွဲရတဲ့လူတွေရှိမယ်အဲ့မှတ်တမ်းကို data ဖြစ်နေသိမ်းဆည်းရတဲ့လူတွေရှိမယ် အဲ့လူတွေရဲ့ခြေကနေပဲအဲ့ဒီ CCTV မှတ်တမ်းကပေါက်ကြားတယ်ဒီပေါက်ကြားမှုကလည်းဒီပေါက်ကြားမှုကလည်းနှစ်ချက်ရှိတယ်တမင်ရွေးချက်ရှိရှိ leak လုပ်လိုက်တာလားရွေးချက်ရှိရှိ leak လုပ်တာလားဒါမှမဟုတ်ရောက်စားတာလားပေါ့နှစ်လမ်းရှိတယ်တမင်ကိုရွေးချက်ရှိရှိပေါက်ကြားစေတာလားဒါမှမဟုတ်တကယ်ပဲပေါက်ကြားသွားတာလားနှစ်ချက်ရှိတယ်အဲ့တော့တမင်ရွေးချက်ရှိပေါက်ကြားတဲ့ပေါက်ကြားစီရဲဆိုရင်ဒီဗီဒီယိုဖိုင်ကိုဒီနေ့မှပေးတာမဟုတ်ဘူးဒီနေ့မှပေးရတာမဟုတ်ဘူး ီနေ့မှပေးခဲ့တာမဟုတ်ဘူးအဲ့ဒါလိုပဲဒီနေ့ဒီဂျွန်လ16ရက်နေ့မှာပေးတဲ့ဗီဒီယိုဖိုင်မဟုတ်ဘူးဒီဗီဒီယိုဖိုင်ကိုပေါက်ကြားစီဒီဗီဒီယိုဖိုင်ပေးတာဒီပုံပုံလင်းပြောရင်အ ਨੇ သုံးတော့6လတနေ့ကြာရှိပြီလို့ခန့်မှန်းထားတယ်ကျွန်တော်ကတော့အ ਨੇ သုံးဒီဗီဒီယိုဖိုင် Guardian သတင်းဌာနသို့မဟုတ်နောက်ဆုံးဒီသတင်းဌာနတစ်ခုခုရဲ့ Guardian အထိပေါက်ရောက်တယ်ပေါက်ရောက်ဆိုတာပြဖို့နိုင်သောပုံကိုတူးစီရဲ့လက်ထဲကိုရောက်နေတာ6လနဲ့တနေ့အတွင်းမှာရှိနေမယ်လို့ကောက်ချက်ချတယ်။ဒါဆိုသူကဒီဗီဒီယိုဖိုင်ရပြီးတဲ့နောက်ဒီဗီဒီယိုဖိုင်ကအလားဟတာမတော့ဘူး။ မတော့ဘူးเนาะအဲ့တော့တမင်ပေါက်ကြားစေတဲ့သူဆိုရင်တော့ပို့ရင်လည်းပြောရင် Guardian ကိုတိုက်ရိုက်ပေါက်နိုင်တဲ့သူလက်ထဲကိုရော့ဆိုပြီးတော့တမင်ပို့ထားပြီးတော့မင်းကြိုက်တဲ့အချိန်မှာတုံးလို့ရအောင်မင်းဒါတွေမြင်လို့ရအောင်ငါတို့ပေါက်တာမလုပ်ဘူးကွာငါတို့တွေသေချာစနစ်ရလုပ်ခဲ့တယ်မင်းတို့ပြောတယ်ဒေါန်ဆက်သူကြီးကျမကြီးအချိန်ကဒီလိုရှိတယ်ကွာမင်းတို့ကွာဒီလိုရှိတယ်ကွာဒီလိုကွာဒီလိုကွာဒီလိုကွာဆိုပြီးတော့စသဖြင့်ကျွန်တော်ပိုင်ပိုင်နိုင်နိုင်နဲ့ကိုယ့်ဘက်ကထုတ်ရှိုးပြီးတော့ဝုန်းဝင်ထုတ်ရှိုးရင်တို့ပေးလိုက်တဲ့ဗီဒီယိုဖိုင်တမင်ပေါက်ကြားဆိုရင်ပေးလိုက်တဲ့ဗီဒီယိုဖိုင်လို့ခမန်းလို့ရတယ်လို့အခြားတစ်ဖက်မှာပေါက်ကြားတမင်ဟိုတကယ်ကိုပေါက်ကြားသွားတာပေါ့တကယ်ကိုပဲခိုးယူခံရတာတော့တကယ်ကိုပဲ ဒီ Guardian သတင်းဌာနရဲ့လက်ထဲကိုမရောက်ရအောင်ပို့လိုက်တဲ့သူရှိတာအဲ့တော့မရောက်အောင်ပို့တဲ့လူကခုနကကျွန်တော်ပြောတဲ့ CCTV တပ်ဆင်တဲ့သူတပ်ဆင်တဲ့သူနောက် CCTV ကိုတကယ်ကိုမှတ်တမ်းထိုင်ကြည့်နေတဲ့သူနောက် data သိမ်းဆဲတဲ့သူအဲ့ဒီအားလုံးကိုအမိန်ပေးခွင့်အမိန်ပေးနိုင်တဲ့သူဒါပဲအဲ့အဲ့လူတွေကလွယ်အခြားလူမရှိဘူးဆိုတော့ဒီဟာကခုနရွေးချယ်ရှိရှိပေါက်ကြားစေရဆိုရင် NASA ကဘက်ကရွေးချယ်ရှိရှိပေါက်ကြားစေခဲ့တာဆိုရင်အဲ့ဒါဒီအဲ့ဒါဒီအစောကြီးကလေးကပေးထားတာဖြစ်နေတယ် အစောကြီးကလေးပေးထားပြီမကူပူအပေးတာမဟုတ်2022ကဟာကိုခုမှထပြီးတော့ဂါရီယန်ကထုတ်ပြန်နေတယ်3နှစ်တိတိ3နှစ်နီးပါးလောက်ဂါရီယန်ကနှုတ်ဆက်ပြီးရေကုန်နှုတ်ပိတ်ပြီးနေလိမ့်မယ်လို့ခင်ဗျားတို့မထင်နဲ့ဂါရီယန်က2022ကလေးကအော်ပီတာပြီးတော့ထုတ်ပြန်ဒီဗီဒီယိုထွက်လာတာကမနေ့ပြန်ဒေါ်ဆောက်သူကြီးမွေးနေတဲ့တိုက်ဆိုင်သွားဖြင့်ဟိုဘက်က campaign နဲ့လှုပ်ရှားနေတာနဲ့တိုက်ဆိုင်သွားဖြင့်တရက်ကြိုပြီးထွက်လာတာဖြစ်တဲ့အတွက်24နာရီစောပြီးထွက်လာတာဖြစ်တဲ့အတွက်ဒါသည်2022ကလေးကသာရခဲ့တာမှန်ရင်2023မှာထုတ်လို့ရတယ်24မှာထုတ်လို့ရတယ်25 ကြာမှာထုတ်เสียအကြောင်းမရှိဘူးပြောချင်တာเนาะအဲ့တော့25ကြာမှာထုတ်တယ်ဆိုတာကပြောချင်တာ25ရဲ့ဒီဘက်65လအတွင်းမှာရတာရမဟုတ်ရင်2024ရဲ့နောက်ပိုင်း6လအတွင်းမှာရတာဒါကြောင့်မလို့ကျွန်တော်ကအနည်းဆုံး6လအတွင်းမှာသူတို့လက်ထက်ရောက်ခဲ့တာလို့ကျွန်တော်ခံမှန်းနေတမိန်ပေါကြားစီရဆိုရင်ပေါ့เนาะဆိုတော့အဲ့ဒါကိုသူတို့ကဂါဒီယန်ဘက်ကရွေးချက်ရွေးချက်မကောင်းစွာပဲတမိန်ကိုဟိုဒီနေ့ဒီချိန်ကြိုက်ပြီးလုပ်တယ်လို့ကျွန်တော်တို့ကောက်ချက်ချတယ်